အင်ဒိုနီးရှားနိုင်ငံကတရုတ်နိုင်ငံထုတ်ချန်တူဂျေတင်းစီအမျိုးအစားတိုက်လေရင်အ ਨੇ ဆုံး52စီးကိုဝယ်ယူမယ်လို့အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဂျက်ဖရီဂျမ်ဆိုဒင်ကသတင်းတောက်တွေကိုပြောကြားလိုက်ပါတယ်။ဒါဟာအင်ဒိုနီးရှားနိုင်ငံအနေနဲ့သူ့ရဲ့လေတပ်အတွက်တိုက်လေရင်တွေကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကမဟုတ်တဲ့နိုင်ငံကနေပထမဆုံးအကြိမ်ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။အင်ဒိုနီးရှားရဲ့စစ်တပ်ကို ခင်မီတိုးတက်အောင်လှုပ်ဆောင်တဲ့အနေနဲ့အခုလိုဝယ်ယူဖို့စီစဉ်တာဖြစ်ကြောင်းအင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်အခုလိုဝယ်ယူမဲ့အစီအစဉ်ကြောင့်ဒေတာတွင်းထိလွယ်ရှလွယ်ဖြစ်နေတဲ့အခြေအနေတွေနဲ့ပထဝီနိုင်ငံရေးအနေအထားကိုလည်းတက်ရောက်မှုတွေဖြစ်စေနိုင်တယ်လို့လေလာသုံးသပ်သူတွေကပြောပါတယ်တရုတ်တိုက်လေရင်နေမကြခင် ရောက်လာတော့မှဖြစ်ကြောင်းလဲဝန်ကြီးဂျက်ဖရီကပြောပေမဲ့တခြားအသေးစိတ်ကိုတော့ပြောမတော့ပါဘူး အဲ့ဒီ Chandu J10C တိုက်လေယာဉ်တွေဟာဒဇင်းကိုဒေါ်လာတန်း40နဲ့50အကြာမှာရှိတယ်လို့သိရပါတယ်။အဲ့ဒီတိုက်လေယာဉ်တွေဟာ American ထုတ် F16 တိုက်လေယာဉ်တွေနဲ့အပြိုင်စွန့်ဆောင်နိုင်စွမ်းရှိတယ်ဆိုပြီးတရုတ်နိုင်ငံကဈေးကွက်တင်ရောင်းချနေတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းလိုက်ပါ။